စူပါဆန်နေရဲ့ကောင်းဆုံးတရားပွဲတစ်ပွဲဖြစ်တဲ့မန်ချက်စတာစီးတီးနဲ့တပဘူးဖိုးပါမများအားလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲဂျိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီစူပါဆန်နေမှာတော့ပွဲကြီးပွဲကောင်းတစ်ပွဲရှိတယ်ပေါ့ဗျာဒီပွဲကတော့ကျွန်တော်တို့မန်ချက်စတာစီးတီးနဲ့ကျွန်တော်တို့လီဗာပူးတို့ရဲ့အဲပွဲပွဲလေးရှိတယ်ပေါ့ဗျာဒီပွဲလေးကိုကျွန်တော်ည7:00နာရီမှာရှင်ပိုင်ကစားတော်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာတော့အဲလီဗာပူးနဲ့မန်ချက်စတာစီးတီးတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကို လုပ်ပေးတော့မှာဖြစ်ပါတယ်။ရုံးစုံနေနဲ့ဒီဗီဒီယိုလေးမဆန့်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ရုံးစုံရဲ့တစ်ခါလေးကျွန်တော်ဒီထက်ကပြောချင်တာတော့ဒီညမှာကျွန်တော်ရှင်းပြမယ်အဲ Manchester City နဲ့ Liverpool တို့ရဲ့ပွဲလေးကိုကျွန်တော်ရဲ့ YouTube မှာ live လေးရှိသွားတဲ့အတွက်ကြောင့်အဲ live လေးရှိမှာဖြစ်တဲ့အတွက်ကြောင့်ညီကိုလေးတွေနဲ့ live ရောက် join ပြီး join ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းဒီညနေဖိတ်ခေါ်ပါတယ်။ Okay ဆိုတော့ကျွန်တော်ဆက်လိုက်ကြောက်။ရုံးစုံနေနဲ့ကျွန်တော်ဒီနေ့တင်းရဲ့နောက်ဆုံးရှင်းပြထားတဲ့၅ပွဲ ိုင်ပွဲဆုံး၅ပွဲမှာဆိုလို့ဆိုရင်တော့ကျွန်တော်မန်ချက်စတာစီးတီးဘက်မှာကြည့်လိုက်မယ်ဆိုရင်တော့မန်ချက်စတာစီးတီးအနေနဲ့ကျွန်တော်ပြိုင်ပွဲဆုံး၅ပွဲမှာတပွဲပဲရှုံးနေထားတာတွေ့ရပြီးတော့ကျွန်တော်တို့၄ပွဲစလုံးအနိုင်ရလက်ကိုပုံပေါ်ထားနိုင်တာတွေ့ရတယ်အထူးသဖြင့်ကျွန်တော်နောက်ဆုံးရှင်မြန်လာတဲ့ပြီးမြားလိပွဲနဲ့အာချန်ပီယံလိပွဲမှာဆိုလို့ဆိုရင်ချန်ပီယံလိပွဲမှာဆိုလို့ဆိုရင်ဘိုရီရှာဒေါ်မွန်ကို4-1နဲ့ကျွန်တော်တို့အနိုင်ရလက်ကိုပုံဖော်ထားပြီးတော့ကျွန်တော်အဲပြီးမြားလိပွဲစဉ်တစ်ဆင့်မှာဆိုလို့ဆိုရင်ကောင်းမွန်လုံးပါလေဆိုတော့ဘုံမောက်အတင်းကိုသူတို့ရဲ့အိမ်ကွင်းမှာ3-1ဆိုပြီးတော့အနိုင်ရလက်ကို ုံပေါ်ထားနိုင်တော့ကျွန်တော်တို့တွေ့ရမယ်ရှုံးလိုက်ထားတဲ့ပွဲကတော့ကျွန်တော် Aston Villa ရဲ့အိမ်ကကျွန်တော်1-0ဆိုပြီးတော့ Premier League ပွဲစဉ်ကိုတော့ရှုံးနေထားတာဒီတပွဲပဲရှိတော့ပြန်ဝဲစုံမှာနောက်ဆုံးပြန်ဝဲစုံ၅ပွဲမှာဆိုရင်တပွဲပဲရှုံးနေတယ်တော့၄ပွဲအထိနိုင်ထားတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေနဲ့အတူ Manchester City အနေနဲ့ဒီနေ့အိမ်ဝင်းမှာလီဗာပူးကိုအခန့်ရှင်ပြိုင်မဲ့ပွဲလေးတော့ရှိတယ်ဗျ။တစ်ခါကကျွန်တော်လီဗာပူးလီဗာပူးကကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဆိုရင်တို့အနေနဲ့ သုံးပွဲနိုင်ထားပြီးတော့နှစ်ပွဲရှုံးနေထားတာကိုကျွန်တော်တို့တွေ့ရမယ်ရှုံးနေထားနှစ်ပွဲရတော့ကျွန်တော်တို့အဲပီးမြားလေးကကျွန်တော်တို့ပီးမြားလေးမှာအဲပွဲစဉ်10မှာတော့ဟုတ်တယ်အဲပွဲစဉ်10ပွဲစဉ်9မှာတော့ကကျွန်တော်တို့အဲဘရန်ဖိုးရဲ့အိမ်ခွေးမှာကျွန်တော်တို့3 2ဆိုပြီးတော့ရှုံးနေထားတယ်ကျွန်တော်တို့ကာတာအောင်ကက်မှာတော့အဲခရစ်ဆယ်ပဲလေးကိုကျွန်တော်တို့2 Z3 ဆိုပြီးတော့ရှုံးနေထားတာတွေ့ရတဲ့အကြောင်းဒီနေ့နေ့ကျွန်တော်တို့နောက်ဆုံးရှင်ပြန်ထားတဲ့9ချိန်မှာဆိုလို့ရှိရင်တော့ manchester city ကတော့အတားစီးရရနေတာကိုတော့တွေ့ရမယ် ဒါပေမဲ့မန်ချက်တာစီးတီးရဲ့အိမ်ဝင်းမှာကျွန်တော်တို့လီဗာပူးအနေနဲ့ဘာတွေဘယ်လိုလုပ်ပြနိုင်မလဲဆိုတော့တော်တော်လေးမှစောင့်မျှော်ကြည့်ရှုသင့်တယ် ပွဲကြီးပွဲကောင်းတပွဲလို့တော့မြင်တယ်။ပြီးတော့ကျွန်တော်တို့ဒီနေ့တင်းရဲ့ကျွန်တော်တို့ထိတိုက်တွေ့ဆုံမှုဒီနေ့တင်းရဲ့ထိတိုက်တွေ့ဆုံမှုမှာတော့ Manchester City နဲ့ Liverpool တို့ရဲ့ထိတိုက်တွေ့ဆုံမှုမှာတော့ Manchester City အနေနဲ့10ကြိမ်အထိနိုင်ထားပြီးတော့ကျွန်တော်တို့14ကြိမ်တေးရလက်ကိုပုံဖော်ထားပြီးတော့ Liverpool အနေနဲ့ကျွန်တော်16ကြိမ်နိုင်ထားတာတွေ့ရမယ်။ဒီဒီနေ့အဲဒီနေ့ရဲ့ကြားထဲမှာဆိုလို့ရင်ကျွန်တော်တေးပွဲရလဲ14ပွဲအထိဆိုတော့တော်တော်လေးမှများပြတဲ့ပုံစံမျိုးတွေကိုရှိရမယ်။အထူးသဖြင့်ကျွန်တော်မနေ့ကရာသီမှာဆိုလို့ရင်အင်ဝင်းအဝေးကနှစ်ကြော်လုံးမှာဆိုရင် Liverpool တို့အဲ နှစ်ကိုးစီနှစ်ကိုးတုံးကြီးရယ်နှစ်ကိုးစီတို့ဆိုပြီးတော့ပဲကျွန်တော်နှောက်ကြောက်လုံးနိုင်ထားလို့အဲမနစ်ကရာသီမှာဆိုလို့ဒီမန်ချက်တာစီးတီးကဒီလိုမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့တော်တော်လေးမှကစားသမားတွေတန်ရန်ရပြီးတော့အထူးသဖြင့်ကျွန်တော်ရိုဒီတို့ပါလို့တန်ရန်ရပြီးတော့တော်တော်လေးမှအချင်းကြီးစိုးရတဲ့ရာသီတစ်ခုသူတို့ပိုင်ဆိုင်တာနေဒါပေမဲ့ဒီနှစ်မှာတော့တော်တော်လေးမှကွဲပြားတဲ့ပုံစံမျိုးနဲ့ပြန်လည်လာတဲ့အတွက်ကြောင့်လေဘောက်တို့မန်ချက်တာစီးတီးရဲ့အိမ်ကွင်းမှာတွားအောင်ရင်ဆိုင်မဲ့ပွဲမှာတော့ကျွန်တော်မြင်ရဆိုရင်တော့တိတ်ပြီးတော့လွယ်ကူနေမယ်လို့တော့မထင်ဘူးတစ်ဖက်ကမန်ချက်တာစီးတီးကလည်းကျွန်တော်တို့ပွဲတိုင်းလို့သူတို့အနေနဲ့၃ဂိုး ဒါမို့နှစ်ဂိုးသုံးဂိုးတောက်လျှောက်တွင်းထားနိုင်တယ်တစ်ဖက်ကလီဗာပူးအနေနဲ့လည်းကျွန်တော်တို့ဂိုးတွေတော်တော်လေးကိုမှခွင့်ပြုလိုက်ရအခွင့်ပြုထားရတဲ့နောက်တန်းတန်းတန်းအနေနဲ့တော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတပွဲလို့မြင်တယ်ဒါမှမဟုတ်လီဗာပူးအနေနဲ့လည်းကျွန်တော်နောက်ဆုံးရှင်ပြန်နဲ့ထားတဲ့ကျွန်တော်တို့အဲပီးမီးယားလိပွဲစဉ်10နဲ့ကျွန်တော်ချန်ပီယံလိပွဲစဉ်၄မှာဆိုလို့ဆိုရင်သူတို့နေကလင်းရှိနှစ်ပွဲရထားတဲ့အတွက်ကြောင့်ဒီနေ့ဆွမ်းဆောင်မဲ့မန်ချက်တာစီးတီးနဲ့ပွဲမှာတော့တော်တော်လေးမှကျွန်တော်ကြီးလို့ကောင်းမဲ့ပွဲတပွဲလို့တော့မြင်တယ်ပြီးရင်ကျွန်တော်ဒီနေ့တင်း ။အဲထိုက်တိုက်တွေ့ဆုံမှာတော့ကျွန်တော်တို့နောက်ဆုံးမန်ချက်စတာစီးရီးရဲ့အိမ်ဝင်ကတော့ကျွန်တော်တို့နိုင်ရထားတာ2023ကတော့4-1ဆိုပြီးတော့မန်ချက်စတာစီးရီးတို့ကျွန်တော်အနိုင်ရထားတာတွေ့ရပြီးတော့ဒီဘက်ကလီဗာပူးတို့ရဲ့အိမ်ဝင်မှာလည်းထပ်ပြီးတော့ကျွန်တော်တို့အဲရှုံးနေထားတာတွေ့ရတယ်။ဒီနှစ်သိန်းကကျွန်တော်တို့အဲတွေ့ဆုံတဲ့အချိန်မှာတော့တော်တော်လေးမှကြီးလို့ကောင်းတယ်။အထူးသဖြင့်ကျွန်တော်တို့နှစ်သိန်းသလုံးမှာကိုအိမ်ကွင်းကိုနိုင်သူ့အိမ်ကွင်းသူနိုင်ကျွန်တော်တို့တရေပွဲတွေလည်းအဲ့လိုမျိုးတောက်လျှောက်အဝမ်းဝမ်းအတောင်းမဟုတ်လို့ဆိုရင်တူတူအဲ့လိုမျိုးကြားတဲ့ပုံစံမျိုးလေးတွေရှိတဲ့အတွက်ကြောင့်ဒီညချင်းပြိုင်မဲ့ မန်ချက်စတာစီးတီးနဲ့လေဘုံနဲ့ပွဲမှာလည်းကျွန်တော်တည်ရလက်တွေပါလေညာထပ်ပေါ်သွားမလားဆိုတော့ရှက်တော်စောင့်ကြည့်ရမယ်တစ်ဖက်ကလည်းကျွန်တော်တို့အဲကောင်းလုံးပါလေဆိုတော့ကျွန်တော်တို့ဖိုဒန်တို့ပြီးလို့ဆိုရင်ဖိုဒန်လည်းအခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးမှခြေစွမ်းပြန်ပြလာနေလို့သူတို့အဓိကတိုက်ဆက်နေမှာဟာလန်ဖြစ်တဲ့အဲဟာလန်ကလည်းကျွန်တော်တွင်းကိုတွေတောက်လျှောက်ခက်ဆက်စိတ်ပြန်ပြီးတော့တွင်းလာတာမြင်တွေ့ရတယ်သူ့အနေနဲ့ကျွန်တော်တို့အဲနှစ်ကိုဓာတ်မဟုတ်လို့ဆိုရင်ပုံမှန်တော့သူ့အနေနဲ့တကူနှစ်ကိုလောက်တောက်လျှောက်အတွင်းတဲ့ပုံစံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်ဟာလန်ကိုလီဗာပူးတို့အနေနဲ့အဲလီဗာပူးရဲ့နောက်တန်း ဆိုဝါလုံးတဲ့အချိန်ဒီမှာဟာလန်လည်းတော်တော်ကောင်းနေတဲ့ပုံစံမျိုးမှာတော့လေပတ်ဦးနောက်တန်းတော်တော်လေးမှာထိမ့်သိမ်းရခတ်မယ်လို့တော့ကျွန်တော်တော့မြင်တယ်။ဒီဘက်ကဟာလန်ရဲ့ကျွန်တော်တို့နောက်တန်းကစားသမားတွေလည်းဒီဘက်ကကျွန်တော်တို့အဲပွဲတိုင်းလိုတော့နည်းနည်းလေးပြောင်းပြီးတော့တောက်ပလာတယ်ကျွန်တော် EKTQ နဲ့ပြီးတော့ဆိုရင်ဒီဘက်ကမိုဆာလာတို့ပြောင်းပြီးတော့ဘလို့ထိမ့်သိမ်းမယ်ဆိုတော့ဒီနှစ်သိန်းကကျွန်တော်ဆုံလေးမှာတော်တော်လေးမှာကြီးလို့ကောင်းမယ်ပွဲတော်ဝဲလို့တော့ကျွန်တော်တော့မြင်တယ်။ဝေးရတော့လည်းကျွန်တော်ဒီနှစ်သိန်းကကျွန်တော်ခံမှန်းလိုက်တယ်လေးသွားလိုက်ရအောင်။ ်ရင်းဆုံးအနေနဲ့ကျွန်တော်တို့မန်ချက်တာစီးတီးပြောမယ်မန်ချက်တာစီးတီးကတော့ဒီနေ့ပွဲမှာတော့ရှင်းတယ်ဒီပွဲပြီးသွားရင်လည်းကျွန်တော်တို့ international break တွေပြီးသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူ့ရဲ့အိမ်ဝင်အက်ဒီဟတ်မှာပဲဒီဘဝကိုရှင်ပြိုင်တဲ့ပွဲမှာတော့အကောင်းဆုံးလူချင်းနဲ့ပွဲထွက်လာမယ်လို့တော့မြင်တယ်ဒီတော့ကြောင့်လည်းသူတို့ရဲ့ဒုတိယကိုးစားနေနေရာမှာဒိုနယ်ရူမာပဲပွဲထွက်လာပြီးတော့နောက်တန်းလေးရောက်နေရာမှာကျွန်တော်တို့ရူဘင်ဒီရဲ့ကဘာဒီကိုပြုလို့ဆိုရင်ကျွန်တော်တို့မတီးရဲ့နုနဲ့တို့အဲနောက်တစ်ယောက်ကလည်းကျွန်တော်တို့ ့ online လေးတို့ဒီအစုဖွဲ့နယ်ပဲပွဲထက်လာမယ်လို့ရမြင်နေကွင်းလယ်တော့ကွင်းလယ်တွဲမှာဆိုရင်တော့ကျွန်တော်တို့ beginner တို့ပြီးတော့ဆိုရင်အဲ gonzales တို့ပြီးတော့ဆိုရင် attacking midfield ကိုတံပြန်လိုက်မယ်ကျွန်တော်တို့ foreign တို့ပါတို့အဲဒီအစုဖွဲ့နယ်ပဲအဲပွဲထက်လာပြီးတော့သူတို့အဓိကတိုက်ဆက်မှာဆိုတော့ကျွန်တော်တို့ bravado saver တို့ပဲဒီနေ့ပွဲမှာတော့အဲတခြားကစားသမားတွေထက်ဆိုရင်ကျွန်တော်တို့အမ် shopping holder တွေစာလို့ဆိုရင်တော့ကျွန်တော်တို့အဲ ပနာတို့ဆေးဘတ်တို့ကိုပို့ပြီးတော့သဘောကျပါတော့ဆိုလို့ရှိရင်ကမ္ဘာပနာတို့ဆေးဘတ်တို့ဆိုလို့ရှိရင်တော့အဲဆမ်ဆန်ရိုးလောက်တိုက်ပြီးတော့အတိုးလှုပ်အပြေးအမကောင်းဝင်နေဒါမှလည်းသူ့ရဲ့ဆီသူ့စီရနေတော့ဘောလုံးပိတ်ပို့မှုတွေဘောလုံးဖန်တီးနိုင်တဲ့စွမ်းရည်တွေက အဲဆာပင်ဟိုလို့လဲဆိုလို့ဆိုရင်တော့ပို့ပြီးတော့တာတယ်လို့တော့ကျွန်တော်တို့မြင်တယ်တစ်ဖက်မှာတော့ကျွန်တော်ဒိုကူလို့ရှိပြီးတော့သူတို့အဓိကတိုက်ဆက်မှုကတော့ဟာလန်လို့ဟာလန်ပဲဖြစ်မယ်ဒီတိုက်ဆက်အတွေ့ကတော့ကျွန်တော်တစ်ဖက်ကလီဗာပူးရဲ့ခံစစ်တွေကိုဘယ်လိုဖြိုးဖျက်ပြီးတော့သူ့အနေနဲ့စောစောစီစီတွင်းကိုတွေများတွင်းနိုင်မလားဒါမှမဟုတ်ပဲနဲ့ကျွန်တော် ဒီနေ့ဒီတပတ် Premier League ပွဲစဉ်ကျွန်တော်တို့အဲစက်တင်ဘာထုတ်လို့တင်အသင်းကြီးတွေတော်တော်များများကျွန်တော်ပထမပိုင်းမှာတော်တော်လေးမှယုံကန်တဲ့အခြေအနေမျိုးတွေရှိရတဲ့အကြောင်းဒီနေ့တင်းရဆုံသွင်းမှုမှာပဲပထမပိုင်းမှာပဲကျွန်တော်တို့အဲတေရလက်တွေထွက်ပေါ်လာပြီးတော့ဒုတိယပိုင်းမှာပြန်ပြီးတော့နှစ်တင်းရပြန်ပြီးတော့အဲတင်းကိုတွေပြန်လဲဖော်ဆောင်နိုင်မလားဆိုတော့တော်တော်လေးမှစောင့်မျှော်ကြည့်ရှုတင်းတဲ့ပေါ်တဝဲလို့တော့ကျွန်တော်မြင်တယ်။ဝေအဆိုလို့ရှိရင်ကျွန်တော်တို့အဲမန်ချက်စတာစီးတီးမှာတော့တော်တော်လေးမှဒီလူဆင်းနဲ့ဆိုတော့တော်တော်လေးမှတောင်းနေတဲ့လူဆင်းဖြစ်ပြီးတော့တစ်ခါကလေးဘဝကိုသူတို့အနေနဲ့ရှင်ပြီးတော့ဖိုက်မဲ့ အဲပုံစံမျိုးမှာဆိုလို့ရှိရင်အကောင်းဆုံးပုံစံလို့တော့မြင်တယ်အဲတစ်ဖက်ကလည်းတို့ရဲ့အဓိကကိုယ်သမားဖြစ်တဲ့တော်တော်များများလည်းတော်တော်လေးမှကောင်းမွန်တဲ့လက်ဆွမ်းပြမှုတွေရှိနေတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော်တို့လီဗာပူးလီဗာပူးမှာကျတော့ကျွန်တော်တို့တို့ရဲ့အဓိကကစားသမားအလက်ဆင်ဘတ်ကမရှိတော့တဲ့အတွက်ကြောင့်ကျွန်တော်တို့မမဒက်ရှီဘီပဲပွတ်ထွက်လာမယ်လို့မြင်တယ်။မမဘက်ရှိဒက်ရှီဘီနဲ့လည်းကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်တဲ့နှစ်ပွဲမှာဆိုသူအနေနဲ့ clean sheet တွေပါလေရအောင်ဆွမ်းဆောင်ထားနိုင်တဲ့အတွက်ကြောင့်အဲဒီနေ့ပွဲမှာတော့ဘလူးပုံစံကောင်းတွေဆက်လက်ပြသနိုင်မလဲဆိုတာတစ်ချက်တော့စောင့်ကြည့်ရမယ်။အဲ ဖိုဒန်တို့ရဲ့အကန့်ချက်တွေပြီးလို့ဆိုရင်တစ်ဖက်ကဒိုကူတို့ပြီးလို့ဆိုရင်ဟာလန်တို့ရဲ့အကန့်ချက်တွေကိုအမ်ကျွန်တော်တို့ဂေါတမဖြစ်တဲ့အမ်မမရရှိနေနဲ့ဘယ်လိုမျိုးတွေစိတ်သွားမလဲဆိုတာတော်တော်လေးဥမာစိတ်လုံစားစရာကောင်းတယ်ပွဲတပွဲလို့တော့မြင်တယ်ဒါမှလည်းတစ်ဖက်ကဟာလန်တို့ရဲ့ကန့်ချက်တွေပြီးလို့ဆိုရင်ဟိုနေ့ကချန်ပီယံလိပွဲမှာဆိုလို့ဆိုရင်ဖိုဒန်တို့ရဲ့ကန့်ချက်တွေတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့်အမ်မမရရှိနေနဲ့တော်တော်လေးမှ view site ပြီးတော့ဖမ်းသွားမယ်ပုံစံမျိုးတွေရှိတယ်။ Okay ဆိုရင်ကျွန်တော်တို့အဲလီဗာပူးရဲ့ကျွန်တော်တို့ခမန်းလိုင်းနဲ့လီဗာပူးရဲ့ခမန်းလိုင်းနဲ့မှာတော့ကျွန်တော်တို့အလက်ဆန်ဘက်ကမရှိတဲ့အတွက်ကြောင့်မမတက်ရှိပဲပွက်ထွက်လာမယ်။ပြီးလို့ဆိုရင်တော့နောက်တန်းနေရာမှာကျွန်တော်တို့ဖရင့်ပေါ်ကလည်းဒန်ယာတက်တာ တန်ရာအနေနဲ့ပြန်လည်မတက်တာတည်းတဲ့အတွက်ကြောင့်เนาะ corner play ကိုပဲထည့်သုံးလာမယ် corner play ကလည်းကျွန်တော်တို့အရှေ့ Champion League ပွဲမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာထပ်ပြီးတော့သူ့အနေနဲ့ဒုက္ခတို့ဘလို့ထိမ့်သိမ့်သွားမလဲဆိုတော့တော်တော်လေးမှစောင့်ကြည့်တင်တာကောင်းတယ်လို့မြင်တယ်ပြီးရင်နောက်တန်းလေးရောက်နေရမှာဆိုလို့ရှင်အဲ corner day ပြီးမဲ့ budget banner ရှိပြီးပြီးရင်တော့တစ်ဖက်ကကျွန်တော်တို့အဲအဲ sorry Robertson မြတ်ပြန်ပြီးတော့ထပ်ပြီးတော့ပဲပွဲထွက်လာမှာဒါမှမဟုတ်ပဲ Milo Kovac ပဲပွဲထွက်လာမှာဆိုတော့ကျွန်တော် ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးလို့စရင်တော့ကွင်းလဲရတော့ကျွန်တော်တို့အမနက်ကကွင်းလဲထိုင်မယ်ကျွန်တော်ကတော့ဒီဘက်မှာပြန်လဲသုံးမယ်လို့မြင်တယ်အဲမက်လီဆာရဲပြီးလို့စရင် graven bag ရဲပြီးလို့စရင် sobo ရဲဒီအတွဲဖက်ကိုပဲပြန်သုံးမယ်လို့တော့မြင်တယ်ပြီးလို့စရင်တော့ကျွန်တော်တို့ဒီနေ့ဘက်မှာလည်းထပ်ပြီးတော့ကျွန်တော်တို့အမြင်ကျွန်တော်မြင်ရဆိုရင်ကိုဒီကဘူပဲထပ်ပြီးတော့အောင်မလားတော့မြင်တယ်ဟိုရှေ့ဘက်မှာကျွန်တော်တို့အာချမ်ပီယံလိရီယယ်မက်ထက်နဲ့ဘက်မှာတော့လည်းကိုဒီကဘူအောက်ပြီးတော့ကျွန်တော်တို့ Florian Wave ကိုထပ်ကြတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်း Florian Wave ကိုပဲပြန်ထုတ်လာပြီးတော့ကပိုပဲပြန်ပြီးအောက်ထားအောင်လာဆိုတော့ချက်တော့စောင့်ကြည့်ရမယ်ပြီးလို့ရှိရင်တော့တိုက်စစ်မှာကြောင့်ကျွန်တော်တို့ EKTK ပဲပွဲထက်လာပြီးတော့ကျွန်တော်တို့တစ်ဖက်ကမှာတော့ Mohammed Salah ပဲပွဲထက်လာမယ်လို့တော့မြင်နေဒီနေ့ပွဲမှာတော့ကျွန်တော်တို့ Alexander Isak အနေနဲ့လည်းပြန်လဲအဲ sorry ပထမပိုင်းမှာပွဲမထပ်ပေမဲ့ဒုတိယပိုင်းတော့မှသူနေလူစားပြောင်းလဲလုပ်ပြီးတော့ Isak အနေနဲ့ပြန်လဲပါဝင်လာမယ်လို့တော့ပြောတယ်ကျွန်တော်တို့တောက်ကြနေအဲပွဲကြိုးသတင်းစာမှာရောပြီးလို့ရှိရင် အဲလေ့ကျင့်စင်တာမှာရောအစ်ဆက်အနေနဲ့ပြန်လဲအသိနဲ့တူပူပေါင်းပြီးတော့လေ့ကျင့်ခန်းတွေလုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲဒုတိယပိုင်းလောက်မှာပြန်လဲပေါဝင်လာမယ်လို့တော့ကျွန်တော်တို့မြင်တယ်။ Okay အဲဆိုဒီနှစ်သင်းဒီနှစ်သင်းကကျွန်တော်စုံလေးမှုကတော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲကြီးပွဲကောင်းတဲ့ပွဲလို့မြင်တယ်။ဘာတွေအတွက်ကြောင့်လဲဆိုရင် assistant နဲ့ assistant ကလည်းကျွန်တော် assistant ကိုပြန်လဲလူမဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲမြင်တယ်။အဲ တစ်ဖက်ကကျွန်တော်မန်ချက်တာစီးတီးအနေနဲ့လည်းသူ့ရဲ့အိမ်ငွေလည်းဖြစ်တယ်ပြီးလို့ဆိုရင်ကျွန်တော်နောက်ဆုံးရှင်ပြန်ထားတဲ့ပွဲဒီမှာလည်းပိုပြီးတော့အားတာတဲ့အတွက်ကြောင့်လီဗာပူးအနေနဲ့တွားရောက်ရင်ဆိုင်မဲ့ပွဲရတာတော်တော်လေးမှခက်မဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်ဒီနေ့နေ့ရဆုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့ကတော့နှစ်ဖက်လုံးကတော့တော်တော်လေးမှမျှကြေရှိတဲ့အခြေအနေမျိုးမှာတော့ကျွန်တော်အနေနဲ့တည်ရလက်လောက်ပဲအဲဥတီသွားမလားဆိုတော့တော်တော်လေးကိုတော့အဲစောင့်ကြည့်နေရကောင်းတယ်ဒါမှလည်းကိုအသိန်းဆိုတော့ကိုအသိန်းကိုပဲနိုင်စေချင်ပါတယ်ဘယ်လောက်နဲ့နိုင်မလဲဆိုတော့ ဝမ်တူလောက်နဲ့ဒါမှမဟုတ်ဝမ်စီလောက်နဲ့နိုင်သွားရင်တော့အကောင်းဆုံးပေါ့ဒါမှမဟုတ်ဘယ်နဲ့မန်ချက်စတာစီးရီးကလည်းပုံစံကောင်းလေးပြတ်တတ်ထားနိုင်ပြီးတော့ဟာလန်တို့စီးရီးကပဲသွင်းကိုတွေကိုအမသွင်းပါသေးနဲ့ပဲအများအားဆူတောင်းပြီးတော့ကိုရီးယားနေတော့ဆူတောင်းနေရမယ့်ပုံစံမျိုးဖြစ်နေ။ Okay အဲဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါညီကိုလေးနေနဲ့ရောဒီညရှင်မြန်နေမဲ့မန်ချက်စတာစီးရီးနဲ့လီဗာပူးတို့ရဲ့ပွဲမှာဘယ်လိုမြင်ကြလဲ။ဘယ်တင်းအနိုင်ရလေးကိုပေါ်ပေါ်ပြီးတော့ဒါမှမဟုတ်ဘယ်နဲ့ကျွန်တော်တို့တေးရလေးတွေပဲဆက်လက်ပြီးတော့ထပ်ပေါ်သွားမလားဆိုတော့ဝင်ရောက်စင်းလေးမှတ်ချက်ပေးတော့လို့ရပါတယ်။ လာရောက်ချစ်ချစ်ဝေးတဲ့ညီကိုတယောက်ဆင်းတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးနည်းနည်းရှင်းသွားရင်တောင်းပန်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ